ဟိုအဓိကတော့ကျွန်တော်တို့ကတော့မိသက်တက်ဖွဲ့ကတော့ဒီတဘာပေးရတဲ့အကြောင်းတိကျပြစီမှုတွေကြားထဲမှာအသက်ရှင်ကျန်နေမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီရှာဘူကေသေးလုပ်ငန်းစဉ်ကိုအဓိကထားပြီးတော့ဆောင်ရွက်ရတာဖြစ်ပါတယ်အခုကျွန်တော်တို့ဒီအလင်းတန်ခံရတဲ့နေပြည်တော်စကိုင်းပဲခူးမန္တလေးရှမ်းစတဲ့တိုင်းဒေသကြီးတွေ၅ခုရဲ့မြို့တယ်ပုံ28မြို့တယ်မှာဒါကြူကျွန်တော်တို့ဒီငွေရင်းဘေးတန်တဲ့ဒေသတွေတွင်းမှာကျွန်တော်တို့ဒီရှာဘူကေသေးလုပ်ငန်းစဉ်ကိုဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်ဒီဒီနေ့ဒါ၄ရက်ဒေလ2000 ဟို25အထိဆိုရှင်ကျွန်တော်တို့ဒါအသက်ရှင်ပြီးတော့ကယ်ဆယ်နိုင်တာကကြား341ယောက်မ315ဦးနဲ့စုပေါင်းတာ656ဦးကျွန်တော်တို့အသက်ရှင်လေးကယ်နိုင်ခဲ့ပြီပေါ့ပြီးလို့ရှင်တော့ dead body နေနေတော့ဒါကြား380မ390 399စုပေါင်း980ခုခုခုနှစ်ပေါ့နော်999ဒါဒါ dead body နေနေ ကျွန်တော်တို့ဟိုဆွတ်တူကဲကဲဆဲရွှေ့ထုံနိုင်ခဲ့တာပေါ့ကျွန်တော်ဒီရေလေးဖြစ်ပွားခဲ့တဲ့28လ2025နေဦး4ရက်လ2025ထိကိုကျွန်တော်တို့အသက်ရှင်လျက်ကဲဆိုင်နိုင်ခဲ့တာစုပေါင်းအောင်656ဦးဖြစ်ပါတယ်ဒီကြားကြားအနေနဲ့342ဦးနဲ့မအနေနဲ့315ဦးဖြစ်ပါတယ်အလားတူပဲကျွန်တော်တို့ဒီ dead body အနေနဲ့ကျွန်တော်တို့စုပေါင်း989ခုကိုကျွန်တော်တို့ဒါဒီကဲဆဲရွှေ့ထုံနိုင်ခဲ့တာဖြစ်ပါတယ်စုပေါင်းတော့ကျွန်တော်တို့ အဲ့ဟိုအသက်ရှင်သူရောတည်သူရောစုပေါင်းတော့ဟိုထောင်လူ1433ဦးပေါ့နော်ကျွန်တော်တို့ဒါအခုပစ္စည်းတွေကြားရတယ်ဆွဲထုတ်နိုင်တာဖြစ်ပါတယ်ဒါတိုင်းဒေသပြည်နယ်၅ခုမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခုမန္တလေးနဲ့နေပြည်တော်အခုနိုင်ငံတကာဖွဲ့စည်းနိုင်ငံပေါင်း14နိုင်ငံကဖွဲ့စည်းပေါင်း16ဖွဲ့လောက်အခုရောက်လာတာပေါ့ရောက်တဲ့ခါမှာအခုဒီနေပြည်တော်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီစင်ကာပူဖွဲ့နဲ့ပေါင်းပြီးတော့မှဒီရှင်လေးအဲကျွန်တော်တို့ဒီ58နိုင်ငံကျော်မှာတစ်ခါထုတ်နိုင်ခဲ့တယ် ပြီးလို့ရှိရင်ကျွန်တော်တို့ဒီတူရကီအဖွဲ့နဲ့ပေါင်းပြီးတော့မှဟိုနိုင်ပေါင်း103နိုင်ပေါင်း100ကျော်103နိုင်မှာတူနဲ့ဒိုင်ယွန်120ကျော်မှာတူပေါ့ဒါဒါတော့ကျွန်တော်အသက်ရှင်လေးရဲ့ကဲထုတ်နိုင်ခဲ့တယ်အလားတူပဲကျွန်တော်ဒီစကိုင်းမှာလည်းမလေးရှားအဖွဲ့နဲ့ကျွန်တော်တို့ဒီအသက်ရှင်လေးရဲ့ကဲထုတ်နိုင်ခဲ့တာရှိပါတယ်ပြတော့ကျွန်တော်ဒီကလင်းဒန်ဆိုတော့အကုန်လုံးမလွတ်ပါဘူးကျွန်တော်မိသက်တက်ဖွဲ့ကိုယ်တိုင်လည်းနောက်မှမြင်နေရတဲ့အတိုင်းပဲကျွန်တော်မိသက်စကိုင်းတွေလည်းကလင်းဒန်ကြောင့်လူကြပစ္စည်းမှုတွေဖြစ်ပြီးဒီပစ္စည်းကြားမှာကျွန်တော်တို့လည်း ကိုစကန်းကိုကိုလက်မကြည့်နိုင်ပဲနဲ့အရေးကြီးတဲ့ပြည်သူလူထုပြည်သူလူထုနဲ့ပတ်သက်ပြီးတော့မှကိုကြီးကယ်ဆယ်မှုတွေကိုကျွန်တော်အရေးပေါ်ဆောင်နေရတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကတော့ဒီဒီခုကလာတွေမှာလည်းကျွန်တော်တို့တပ်ဖွဲ့အနေနဲ့အကောင်းဆုံးလှုပ်ဆောင်နိုင်တဲ့ဟာဒီရှာဖွေကယ်ဆယ်လုပ်ငန်းတွေပြီးတော့ဒီခုဖယ်ရှားရှင်းလေးလုပ်ငန်းတွေလည်းကျွန်တော်တို့ဒါရေပေးဝေလုပ်ငန်းတွေကိုတော့အဓိကထားပြီးဆောင်နေတာဖြစ်ပါတယ်။